ဥစဉ်ဒီကနေ့ဥစဉ်ပြောရမယ်အရာဥစဉ်ပြောချင်တဲ့အရာကတော့မန်းကပတ်တာစာတွေစိုးတယ်တဲ့ခေါင်းစည်းလေးတက်လိုက်မယ်အခုပူနွေးနွေးမမ်းမျိုးပေါ်မှာဓမြမှုဖြစ်သွားတယ်ထင်လိုက်ကြတာဘယ်ခွက်ထင်လိုက်ဟိုခွက်ထင်လိုက်ဟိုခွက်တန်တရားစိန်နဲ့ကောက်ဆွဲလိုက်ဒီခွက်တန်တရားစိန်နဲ့ကောက်ဆွဲလိုက်နဲ့အဲ့မဲ့တန်းရရဲအော်ကတော့ရပြီတဲ့ဖေနည်းနည်းကြာနေတယ်ဖေအားတဲ့အကြံနေတာရေမကျူလို့တို့တို့ပြည်သူစီတန်တရားနဲ့ဟိုအားထင်တရားထင်လို့တို့တို့ပြည်သူစီကဆင်လဲတိုက်ပေးရတယ်တေလဲပေးရတယ်တခုခုဖြစ်ရင်လဲလို့တို့တို့ပြည်သူစီအနေနဲ့ဆိုးဘက်ကကြတိုင်းလို့အဲ့တော့မန္တလေးပြည်သူစီဒီလိုအနေနဲ့အနွယ်နာခံပြီးလောက်တာတော်တော်ဆိုးတဲ့ပြည်သူစီတွေပြားလို့ အခါတလေသူတို့ဘက်ကအခါလေကိုယ်စိတ်တက်တောင်ကြကြလာတယ်ပေါ့နော်စိတ်တက်တောင်ကြကြလာအဲ့ဒါထိုးတယ်ဘာမဟုတ်တဲ့ဟူဟောင်းအနာလုတ်ပြီးမှလေဘာယူရချက်တွေနဲ့အိုက်ခိုက်ရလဲမသိဘူးဘာယူရချက်တွေနဲ့လဲပြောတယ်လို့မသိဘူးအဲ့တော့ကိုယ်ကိုယ်တိုင်ပဲရှေးတန်းကိုတစ်ခါတော့တော့ဦးသိန်းတော့ရောက်ဆင်ချင်တယ်သွားဆင်ချင်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မန်းပြည်သူစစ်တွေတခိုးမှုဓာမြမှုတွေနဲ့ဖန်ဆီးခံနေရသည့်အပေါ်ခေါင်းဆောင်ဖြစ်သူပေါက်ကူတော့ပေါက်ကွဲနေတဲ့ရုတ်တန့်နဲ့အတူတရုတ်သမ္မတနဲ့စစ်ကောင်းဆောင်မော်စကိုမှာတွေ့ဆုံခဲ့တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးသွားခြင်းပါတယ် ရင်ပြင်းနီချီတက်ပွဲကိုရောက်နေတဲ့တရုတ်သမ္မတရှီကျင်းဖင်နဲ့မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့ဒီကနေ့မေလ9ရက်မှာရုရှားနိုင်ငံမော်စကိုမှာတွေ့ဆုံခဲ့ကြပါတယ်။ဒါဟာမြန်မာမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တရုတ်သမ္မတနဲ့စစ်ကောင်းဆောင်တို့ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ တရုတ်ပြောခွင့်ရမော်နေရဲ့ထုတ်ပြန်ချက်မှာတော့မန္တလေးမြို့အပါအဝင်ဒေသအချို့မှာကြုံခဲ့ရတဲ့ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုနောက်ဆက်တွဲတည်ဆုံထိခိုက်မှုတွေနဲ့ဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ထားပါတယ်။မြန်မာအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေအတွက်တရုတ်နိုင်ငံကကယ်ဆယ်ရေးအဖွဲ့ကိုအငြင်းဆုံးစေလွှတ်ပြီး မြန်မာကပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာတရုတ်ကဆက်လက်ပံ့ပိုးကူညီသွားမယ်လို့သမရရှိကပြောခဲ့ကြောင်းမော်နင်းရဲ့ထုတ်ပြန်ချက်ထဲဖော်ပြပါရတယ်။တရုတ်နိုင်ငံအနေနဲ့မြန်မာရဲ့တည်ငြိမ်အေးချမ်းရေးနဲ့အချုပ်အခြာပိုင်ဆိုရေးအတွက်ထောက်ခံတယ်လို့လည်းဆိုပါရတယ်။စစ်ကောင်စီဘက်ကထုတ်ပြန်ချက်မှာတော့သမရရှိချင်းဖြင့်ကစစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးတယ်လို့ပြောတဲ့အကြောင်းဖော်ပြထားပါရတယ်။သမရရှိချင်းဖြင့်နဲ့ပဘိုးချုပ်မူကြီးမင်းအောင်လိုင်တို့ဟာ2010ခုနှစ်ကနေ2020အတွင်း6ကြိမ်တွေ့ထားပါဗျ။ မျောနေမင်္ဂလာပါဗျာဟိုစရာခုပြောနေတဲ့အချိန်ကတော့တနာရီ90နဲ့မှ3မိနစ်နော်အပူချိန်အရင်မြန်မာတဲ့အချိန်ပေါ့ဗောနေ့လည်းအချိန်ဦးစင်းလည်းခုဆိုရင်အကြောင်းကိုရောက်ရှိနေပါပြီဗျာနော်အကြောင်းကိုရောက်ရှိနေပါပြီဘာလို့ကတော့ဦးစင်းတို့7နာရီပတ်ဝန်းကျင်လောက်ကတော့390နဲ့မှ6မိုင်ပါလားမသိဘူးဗျာနော်390မိုင်တိုင်း390 386မိုင်လောက်ညင်းကြံနဲ့ဟိုလမ်းဝဲပဲဘလောက်မိုင်တိုင်း300ကျော်ပေါ့နော်အဲ300ကျော်လောက်မှာ 300ကျော်လောက်မှာဒီ PDF တွေပေါ့နော် PDF တွေမြန်လမ်းပေါ်320နဲ့မှ9ပိုင်း329ပိုင်း9ပိုင်းမှာ PDF ကျမ်းဖက်တွေလမ်းမပေါ်တက်လာတယ်လို့ဦးဇင်းတို့ဒီမြင်တွေ့တွေ့ရှိခဲ့တဲ့လူတွေကချက်ချင်းလည်းငယ်ပြောတယ်ပေါ့နော်တော့အဲ့ဒါဦးဇင်းကိုစိတ်ပူလို့နေမှာနော် PDF PDF တွေလည်းဦးဇင်းအလားကိုစောင့်နေအောင်ကြာရကြည့်ရအောင်နော်လူတို့ဦးဇင်းအလားကိုစောင့်နေအောင်ကြာတယ်ဦးဇင်းအလားဦးဇင်းကအကြောင်းမှာအေးဆေးတောင်အိတ်နေပါပြီနော်ဦးဇင်းလည်းမနေ့ကမြန်လမ်းကနေဖြတ်တက်ပြီးမှလာတာနော်အဲ့တော့ဦးဇင်းကခုကိုထင်ပြထားတာတော့မျိုးတွေပေါ့ကူတော်အတွက်စိတ်ပူပေးတဲ့အမျိုးတွေအတွက်ပေါ့ကူတော်အကြောင်းမှာအေးဆေးဆေးပြန်ရောက်နေပြီဆိုတဲ့အကြောင်းကိုဒါဝိဒ္ဒါကြီးဖြစ်ပါလေလား ဟုတ်ကဲ့ဒီနေ့ဦးစင်းပြောရမယ်အရာဦးစင်းပြောချင်တဲ့အရာကတော့မန်းကပတ်တာစာတွေစိုးတယ်တဲ့ခေါင်းစည်းလေးတက်လိုက်မယ်နော်မန်းပြည်သူစစ်တွေစိုးတယ်ပေါ့ဘာစိုးတာလဲအာခေါင်းစည်းကြီးကလည်းရှင်ပြကျမ်းလာပြီလားပြည်သူစစ်တွေခြေထဲမှာနေဘူးမချောင်မိုးရမချောင်စစ်တိုင်နေရတယ်ရှင်ပြပြည်သူစစ်တွေတနေ့ရတယ်ရှင်မှာတနေ့တည်းရတယ်ခြေထဲမှာတိုက်နေရလို့ရှင်ပြခေါင်းစည်းကြီးကျမ်းလိုက်တာဗျာအားလုံးကထင်ထင်လိုက်မယ်မန်းပြည်သူစစ်တွေကစိုးတယ်ဒါပေမဲ့မယုံပါဘူးဒါပေမဲ့ပြည်သူကိုဒုက္ခမပေးဘူးပြည်သူဒုက္ခမပေးဘူးသူတို့တွေတစ်ချိန်ကစိုးခဲ့တယ် တစ်ချိန်ကမိုက်ခဲ့ရင်မိုက်ခဲ့မယ်။တစ်ချိန်ကလုံးဝဇိုးဖြစ်ဖြစ်ဖြစ်ခဲ့လိုက်မယ်။လူတယောက်ကအများအားဆုံးမနေဘူး။အများအားမိုက်မနေဘူး။အများအားမိုက်မနေဘူး။အဲ့တော့မမ်းမြူမှာဓမြမှုတွေဖြစ်တိုင်းဖြစ်တိုင်းတန်တရားစိတ်တွေနဲ့တမ်းမတော်ဘက်ကလည်းခါလေးပြုစစ်တွေထင်လို့ထင်။ရဲဘက်ကလည်းပြုစစ်တွေထင်လို့ထင်။ထင်အောင်ထင်မှားတွေထင်အောင်ထင်မှားတွေအများကြီး။မိခဲ့တိုင်းမိခဲ့တိုင်းလဲခင်ဗျားတို့ပြုစစ်လည်းမဟုတ်ဘူး။ဘယ်သူမှလည်းဟုတ်လား။မိခဲ့တဲ့ချားနေရဟာတွေကြိုင်မယ်။အခုဘူးနွေးနွေးမမ်းမြူမှာဓမြမှုဖြစ်သွားတယ်။ထင်လိုက်ကြတာဘယ်ဖွဲ့ထင်လိုက်ဟိုဖွဲ့ထင်လိုက် ဟိုဘက်တန်တရားစိန်နဲ့ကောက်ဆွဲလိုက်ဒီဘက်တန်တရားစိန်နဲ့ကောက်ဆွဲလိုက်နေအဲ့မဲ့တန်းရရဲတွေလားတန်းရရဲတွေဥစဉ်ကိုဟုတ်လားဘိုးကြီးဝင်းမထွန်းတို့ဆိုဒါစာတုံးလုံးမှာရောက်ပါပြီနော်ဘိုးဝင်းကျော်ဦးတို့ဆို CID မှာရောက်သွားပြီဘိုးဝေရန်ဆိုလို့ရှိရင်လက်ရှိတိုင်းမှာရဲတော်တော်များများဥစဉ်ကပြောလိုက်ပါတယ်ခင်ဗျားတို့အခုပုံစံမျိုးလိုက်နေတဲ့ပုံစံမျိုးဆိုလို့ရှိရင်လို့အဲ့ဒီဓမြောက်ကိုတပတ်အတွင်းနဲ့မိလိုက်မယ်လို့တပတ်မကျော်ဘူးလို့ဟောက်ကိုတော့ရဲကြီးအာမခံရတယ်လို့မိလိုက်ပါတန်းရဘိုးနော်ဘိုးဝေရန်ပိုင်လာမတူတန်းရနော်မိလိုက်တပတ်မကျော်စရာဘူးလို့ ကတော့လုံးကဘိုးကြီးဝင်းမထွန်းတို့မေးလိုက်တပတ်မကြော်စရာဘူးလို့ဘိုးဝင်းကြော်ဦး CID ကဘိုးကြီးဝင်းကြော်ဦးမေးလိုက်တပတ်မကြော်စရာဘူးလို့ပေါက်ကတော့လုံးလုံးအာမခံရတယ်လို့နော်ခုနဲ့ညောင်နေမှာပဲသူတို့မိတယ်နော်တကယ်အဆုံးကတော့ PDF ကတန်းတန်းထုတ်ပေးတယ်ရေတန့်ပို့နေတဲ့ကလေးဓမြလေးတွေပေါ့ဓမြ PDF ပေါက်စာလေးလို့ပြောလို့ရတယ်လူဒီတရတရဆိုလို့ရှိရင်ဒါဥစဉ်တော့တကယ်ထုတ်ပြလိုက်မယ်သူတို့ထင်တယ်နော်ဟုတ်ကဲ့ဥစဉ်ပြောချင်တာကမန်းပြည်သူစစ်တီခုံးဝဲတာလူခဲတာတွေရှိရင်တောက်ထားနဲ့ပြပေးပါမပြည်သူပေါ်ကိုအနိုင်ကျင့်ခဲ့တာတွေရှိတယ်မတရားလုပ်ခဲ့တာတွေရှိရင်အထောက်အထားနဲ့ခိုင်ခိုင်လုံလုံပြပါ တဖယ်သားဒုက္ခရောက်အောင်တန်တရားစိတ်တွေနဲ့မလုပ်ပါနဲ့ဟုတ်လားအချို့မိတယ်ဆန်ရောအချို့ဟိုတလောအဖမ်းတယ်စနေတို့လူတက်မှုနဲ့300နည်းနဲ့ဒါနဲ့ဦးဇင်းတို့ဦးဆန်းရဲ့အစိမ့်မဲ့စခန်းမှုအစိမ့်မဲ့စခန်းမှုရမကွေးပြောင်းသွားတဲ့ဒကာကြီးနဲ့ဦးဇင်းဟုတ်လားစနေမတော်မဆဖြစ်ထားပဲကွာမတော်မဆလုံရင်ထွေးနေတယ်ဟုတ်လားဖြစ်ထားပဲဖမ်းခံလိုက်ချက်ချင်းဖမ်းခံလိုက်ဦးဇင်းပြောတယ်တပြီတော့ဖမ်းခံပါပါတဲ့ခဏလေးပါခင်ဗျာတဲ့ခဏလေးတော့တပြီတော့အေးစစ်စစ်မိသားစုဟိုပါပြအောင်နော်ယတနာတစ်ခုရေးဆိုင်လိုက် ရင်ဆိုင်လိုက်ထောင်ကြမ်းမြန်ကြမ်းမြန်လွတ်တယ်ဟိုရာဇဝပြည့်ဆိုတာပြည့်လို့မလွတ်ဘူးဒါဥစဉ်တကားတို့ဒါနားမထောင်ခဲ့လို့ပေါ့နော်ဝေယံပြည့်ပေါ်ကနေဝေယံပြည့်ရာဇဝပြည့်ပြည့်လို့မလွတ်ဘူးလေအခုတို့မိတယ်မိတော့တောင်းအနေနဲ့သွားတယ်တောင်းအနေနဲ့သွားတယ်နော်တနေ့အဖွဲ့ရေတော့ဟုတ်လားတောင်းအနေနဲ့သွားတယ်ဥစဉ်ကဘန်ပြည့်စစ်တွေဘန်ပြည့်စစ်တွေညာတို့တို့ခေါင်းဆောင်တိုင်းခေါင်းဆောင်တိုင်းမှာအဲ့ဒီလေးမှာဆိုလို့ရှိရင်ဟုတ်လားခေါင်းဆောင်တွေအများကြီးရှိတယ်ပထမဦးကျော်ကျော်ဝေးတို့ဦးချစ်ကိုတို့ကိုနေမျိုးကျော်တို့ ။ဟောအမရဗုဒ္ဓကအမရဗုဒ္ဓပတ္တဆာတွေအများကြီးအများကြီးအမရဗုဒ္ဓပတ္တဆာတွေဥက္ကမောင်ကျော်တို့အများကြီးပဲဥက္ကမောင်ကျော်တို့နော်အများကြီးအမရကောင်းဆောင်နေဒါကြီးဆိုတဲ့ကြည့်ပြီ။ဟိုကခင်ဗျအများကြီးရှိတဲ့ပြည်သူစစ်ကောင်းဆောင်နေဦးစင်တွေပဲဆန်ရှားတို့အရင်ကမန္တလေးပြည်သူစစ်တွေဘိုဟိန်တို့ကစခဲ့တယ်။ဘိုဟိန်တို့အဲ့ပြည်သူစစ်တွေကိုဇိုးတွေတွေဘယ်လိုစခဲ့ရလဲဆိုရင်ဥအောင်နိုင်ထေးကနေမှစီးရုံးခဲ့တယ်။အခု1 to 1ဥအောင်နိုင်ထေးအကြောင်းတစ်ခုခုကြောင့်အခုသူကအကြောင်းတစ်ခုခုကြောင့်သူထဲထဲမှာပေါ့ဗျာဟုတ်လား အမိန်လည်းမချတယ်ဘာပြစ်ရှိလားပြစ်မရှိလားလည်းမတိရသေးဘူးတကယ်လူတော်ပါ1 2 1ဦးအောင်နိုင်သေးဆိုတာဦးကျင်းတို့ကဒကာကြီးဒီကလေးတွေဒီကလေးတွေဟုတ်တာဒါကလေးတွေကဒကာကြီးဒီကလေးတွေစီယုံဒီကလေးတွေကဒကာကြီးတက်မလို့တော့တုံးတက်လိုက်မယ်ဘောရင်ဒီကလေးတွေက PDF ဖြစ်မှာ PDF တွေစီယုံနဲ့နောက်ကိုပါသွားမှာအဲ့တော့ဒကာကြီးမှလည်းအရေးချင်းရှိတယ်စီယုံဦးစင်းလည်းတက်တယ်လားတက်တယ်ဦးစင်းစွမ်းနိုင်တယ်များဘက်ကကူညီပေးမယ်ဦးစင်းခေါင်းဆောင်နေနဲ့တွေ့ပေးမယ်မခေါင်းဆောင်နေနဲ့တွေ့ပေးတယ်ဟုတ်လိုက်အဲ့မှာရှေးတန်းမှာထွက်ရတယ်အများကြီးတေခက်တာကြီးလည်းအများကြီးရှိတယ်နိုင်ငံတော်အချင်းမြတ်နဲ့ရဲဘလာကြီးလည်းရှိတယ် နိုင်ငံတော်ကချင်းမြင်ထားတဲ့တေးတဲ့တွေမြေလဲရှိတယ်နော်အများကြီးရှိတယ်တိုင်းမှုဥက္ကုကုလက်ထက်လောက်ကပြွာတာရန်ကောင်းတဲ့ခေနော်ကုသကရာမှုဥက္ကုကုဟုတ်လားလာရှုံမြို့ကြီးကိုဒါပြန်ရအောင်မှာလဲတန်တမန်ရေးရမှာဒါဒီဥက္ကုကုကလည်းအဓိကမှာတကယ်အဓိကမင်းသားလို့ပြောလို့ရတယ်အဓိကမင်းသားတိုင်းဝင်ကပါခဲ့တယ်နော်အများကြီးပဲခုဒီဒီညဉ့်ညဉ့်ဆွေးနွေးပွဲတွေမှာသူပဲဥဆောင်နေရပဲနော်သူ့လက်ထက်မှာအများကြီးဥစဉ်တော့စီယုံပေးခဲ့တယ်ဆိုးရမြဆိုးရတကယ်လို့ဒါအဲ့ဒီလူတွေကိုဥစဉ်ကမစီယုံပေးခဲ့ဘူးမလုပ်ပေးခဲ့ဘူးဆိုတော့အဲ့ဒီမန္တလေးဇိုးကောင်းဆောင်မှန်တယ်မြ PDF ဖြစ်မှာ PDF ဖြစ်မှာ အစိုးကောင်ဦးဇင်းတော်ခွဲခြားပေးခဲ့တယ်။ဘယ်သူမှဦးဇင်းတော်ကာပါမပေးဘူး။ပောက်ကူတော့ကာပါမပေးဘူးလားပေးတယ်လားရဲလိုင်းတည်တယ်။ရဲတွေဆက်တယ်တခါလေလေ။ဦးဇင်းရဲ့ဒီလိုဟုတ်ပြီတခါဦးဇင်းမေးလိုက်မယ်။ခေါ်ပေးမယ်။ဟုတ်ရင်ဖမ်းသွား။ဒီလိုဒီလိုရှိတဲ့ခေါင်းဆောင်ကိုလှမ်းပြောလိုက်တယ်။ခင်ဗျအဲ့ကလေးစခန်းသွားဖို့မပုတ်လို့မရဘူး။မဟုတ်ရင်ပြန်လွတ်လိုက်မယ်။ဒါပဲ။ဒီလိုတော့မရဘူးဦးဇင်းတော်ခေါင်းဆောင်တွေချက်ချင်းလည်းငင်းအပ်ပေးတာလေ။အများကြီးပဲ။အများကြီးပဲနော်။ဒါပေမဲ့ဒီလိုစစ်တွေမန်ဘီလိုစစ်တွေကရိုက်မှုနဲ့ခုတ်မှုနဲ့ရောက်သွားလို့ထောင်ကြတာကြီးလည်းရှိတယ်။အားနဲ့လူရဲမှုတွေနဲ့ထောင်ကြတာရှိရင်ဦးဇင်းကိုချပြပါ။ ီသူစစ်တွေဓမြမှုတွေနဲ့ရှိတာရှိခဲ့ရင်ချပြပါမန္တလေးမှာဓမြတိုက်သွားတယ်များအရာအလုံးမန်းမြို့ကမပါဘူးဆိုတော့မန်းမန္တလေးသားတွေမပါဘူးသူစစ်တွေမပါဘူးနေကန်တွေမပါဘူးဆိုတော့ခင်ဗျားတို့အားလုံးတည်စေချင်တယ်အခုလည်းမကြမီမှာဒီဓမြတွေကဘယ်ရလဲဆိုတော့ဖြေပေါ်လာလိုက်တယ်သူကဒကာကြီးခင်ဗျားတို့ကြောက်ကပြောချင်ပြီခင်ဗျားတို့ခုထိအမိမတော်တိဘူးလားခုထိနည်းနည်းလေးကြံနေလို့ပါဖျားတဲ့ဘာကြံနေရလို့မသိဘူးဟောကတော့ရပြီတဲ့ဖေနည်းနည်းကြံနေတယ်ဖျားတဲ့အကြံနေတာရေမကြည့်လို့တို့တို့ပြည်သူစစ်တွေတန်တရားနဲ့ဟိုအထင်တရားထင်လို့တို့တို့ပြည်သူစစ်တွေဆင်လဲတိုက်ပေးရတယ်တေလဲပေးရတယ်တခုခုဖြစ်ရင်လဲလို့ ော့တော့ပြည်သူစစ်အနေနဲ့ဆိုးဘက်ကကြတိုင်းလို့အဲ့တော့မန္တလေးပြည်သူစစ်တွေဒီလိုအနေနဲ့အနွယ်နာခိုင်းပြီးလောက်တာတော်တော်ဆိုးတယ်ပြည်သူစစ်တွေများလို့အခါတလေပြည်သူဘက်ကတစ်ခါလေကွာစိတ်တောင်ကြကြလာတယ်ပေါ့နော်စိတ်တောင်ကြကြလာအဲ့ဒါထုံးတယ်ဘာမဟုတ်တဲ့ဟိုဟာကိုအနာလုတ်ပြီးမှလေဘာယူရချက်တွေနဲ့ခိုက်ခိုက်ရလဲမသိဘူးဘာယူရချက်တွေနဲ့လဲပြောတယ်လို့မသိဘူးအဲ့တော့ကိုကိုတိုင်းပဲခြေတန်းကိုတစ်ခါလောက်တော့ဦးစင်းတော့ရောက်စေချင်တယ်သွားစေချင်တယ်ပေါ့နော်ဒီပြည်သူစစ်တွေရဲ့ဘဝဘယ်လောက်ခက်ခဲတယ်လဲဘယ်လောက်တိုင်းပြည်အတွက်ဘယ်လောက်ဆွန်စားတယ်လဲတိုင်းပြည်အတွက်ဘယ်လောက်အနစ်နာခံတယ်လဲ အခါတလေဘာမဟုတ်တဲ့ပြဿနာလေးတွေကိုပုံကြီးချက်ပြီးမှမချက်ကားကြပါနဲ့လို့ပြောချင်ပါတယ်။အော်တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကိုလည်းပြောချင်ပါတယ်။တကယ်ခိုင်ခိုင်လုံလုံတိကြတယ်ဆိုရင်တော့တိရောက်စွာရေးယူပါ။မခိုင်လုံမဲနဲ့မတိကြပဲနဲ့တော့တန်လျာစိတ်တွေနဲ့မလုပ်ပါနဲ့ဒီချိန်မှာစိတ်ဓာတ်ပိုင်းဆိုင်ရာချွေးရင်းပြီးမှဘာမှမလုပ်ဖဲဒီပြည်သူစစ်အင်အားမန္တလေးကြီးမှာဘယ်လောက်အင်အားရှိရဆိုလဲဒါကကြီးတို့အတီးဆုံးမှာအချိန်မှာ1 to 1ဦးအောင်နိုင်ထင်းနဲ့ပြည်သူစစ်တွေကဖက်စန်တော်မန်နဲ့ဒီနေရာအနောက်မှာတိုက်ခဲ့တယ်အသက်တွေပြေးဆက်ခဲ့ရတယ်ရန်သူလက်နဲ့ဒီမှာမှဆိုရရခဲ့တယ်ဆိုတော့လဲဒါကကြီးတို့အတီးဆုံးမှာဆိုတော့ပြောချင်ပါတယ်အားလုံးတော့ပါပဲဗျာ